ောင်းမြမျိုးစီမျိုးသားတွေကပါအဲ့ဒီအမကကြောင်းချစ်မှာတွားပြီးတော့နင်းလာတဲ့သူဘက်ကနေရက်တည်ပြီးဝန်းရံပြီးတရားမျှတမှုရရှိဖို့အတွက်ကိုကိုကူကြီးဆောင်ရွက်ပေးနေကြပြီတို့ခံရတဲ့ကလေးမလေးရဲ့အဖေမေကိုအများရှိမှကျွန်တော်လင်မယားနေအောင်လို့အူစားပြီးတောင်းပန်မယ်။တောင်းမြအကြောင်းသူကြောင်းသားကိစ္စနဲ့ပတ်သက်လို့ကျွန်တော်တခုလောက်ပြောချင်တယ်။ကလေးမလေးဘက်ကနေပြီးနေပြီးတော့ကျွန်တော်ပြောချင်တာမဟုတ်ဘူး။ဖြူလုတ်တဲ့ကလေးမတွေရဲ့ဘက်ကနေကျွန်တော်ပြောချင်တာ။ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မြောက်မြအထက6ကျောင်းသူချင်းအနိုင်ကျင့်ခံရသည့်အပေါ်တရားမျှတမှုရရှိရေးမြောက်မြမျိုးသူမျိုးသားအားလုံးဆန္ဒပြတောင်းဆိုလာသည့်အထိပြင်းထန်လာသည်မို့အဆုံးအထိနာဆင်ဝေဖန်တုံ့တက်ပေးသွားကြပါအောင်ခင်ဗျာအဆိုပါဖြစ်စဉ်ကိုလိုက်လံစုံစမ်းကာကျူးလွန်ခံရသူတွေစိတ်သက်သာရေးအတွက်လိုအပ်တဲ့အရေးယူမှုတွေကိုဆောင်ရွက်လျက်ရှိတဲ့အပြင်ကျောင်းအုပ်နဲ့ပညာရေးမှုတို့ကိုလည်းတာဝန်ယူမှုရှိစေဖို့အရေးယူသွားမှာဖြစ်တယ်လို့ထုတ်ပြန်ထားတာဖြစ်ပါတယ် ဖြစ်စဉ်မှာအကြောင်းအောအတွင်းဖြစ်ပွားခဲ့တာဖြစ်တာကြောင့်ကျောင်းအုပ်ချုပ်ရေးနဲ့သက်ဆိုင်တဲ့တာဝန်ရှိမှုဖြစ်ကြောင်းမိဘတွေအနေနဲ့ဒီအခြေအနေမှာတိုက်ရိုက်ပါဝင်မှုမရှိဘဲကျောင်းအုပ်နဲ့ဆရာဆရာမတွေရဲ့ညှိနှိုင်းဆောင်ရွက်မှုနဲ့ဖြည့်ရှင်းမှုလိုအပ်တယ်လို့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။ ဒါအပြင်သက်ဆိုင်ရာဆရာဆရာမတွေကိုစစ်ဆေးတာတွေကျူးလွန်မှုမှာပါဝင်တယ်လို့တန်လျာရှိသူတွေကိုစုံစမ်းစစ်ဆေးပြီးပညာရေးဝန်ကြီးဌာနရဲ့စီကံနဲ့အညီအရေးယူသွားမှာဖြစ်ကြောင်းရခင်ကအလားတူပြဿနာတွေမှာဆရာတွေကိုယာတုလျှော့ချတာတွေတာဝန်ကရက်စဲတာတွေပြုလုပ်ခဲ့မှုကြောင်းကျောင်းအုပ်နဲ့ပညာရေးမှုရဲ့တာဝန်ယူမှုကျောင်းအုပ်ကြီးအနေနဲ့ကျောင်းသားတွေရဲ့လုံခြုံရေးကိုထိန်းသိမ်းဖို့ပြက်ကွက်တာတွေရှိပါကဝန်ထမ်းစီကံအရအရေးယူခံရမှာဖြစ်တယ်လို့យေတာထားတာဖြစ်ပါတယ် အဆိုပါအွန်လိုင်းပေါ်မှာပြန့်နှံ့နေတဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးပညာရေးဝန်ကြီးဌာနကထုတ်ပြန်ထားခြင်းရှိမရှိကိုဖန်တင်းဌာနမေးမြန်းခဲ့ရမှာအဆိုပါထုတ်ပြန်ချက်မှာပညာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မဟုတ်ဘူးလို့ပြန်လည်ဖြေကြားလာပါတယ်။ပညာရေးဝန်ကြီးဌာနရဲ့တရားဝင်ထုတ်ပြန်ချက်ကို NASA ကသတင်းမှန်ပြန်ကြားရေးကတဆင့်၎င်းပညာရေးဝန်ကြီးဌာနရဲ့တရားဝင် website ကလည်းကောင်းထုတ်ပြန်ပေးလျက်ရှိနေတယ်လို့လည်းမေးမြန်းချက်ကိုပြန်လည်ဖြေဆိုပါတယ်။ ဒါအပြင်အဆိုပါဖြစ်စဉ်ကိုတရားဝင် ပြန်ကြားနိုင်ဖို့စီစစ်နေပြီးဒီကနေ့ဇွန်လ16ရက်နေ့ညနေပိုင်းမှာပြန်ကြားသွားမှာဖြစ်တယ်လို့ပညာရေးဝန်ကြီးဌာနကအတိအပေးပြောဆိုခဲ့ပါတယ်။နောက်တစ်ထပ်တရားလေးတွေရှိတယ်ကျွန်တော်မှကျွန်တော် post မှာလာပြီးတော့ man နေမှာလာရေးထားတာရှိတယ်။ကိုကြီးဒါလေးကတော့ဒီလိုရှိတယ်ဟိုလိုရှိတယ်ဘောနော်လက်ခံတယ်ကျွန်တော်ကလည်းဒီပြဿနာရဲ့အဆအစင်းမြစ်ကိုအတိအကျရှိတယ်သိတဲ့လူနဲ့ ရှင်းရှိမယ်ဗောလေနင်းမယ်ဒါတော့သိကြတယ်ဒါပေမဲ့ကျွန်တော်ဆိုလိုချင်တာကဒီပြဿနာအဲ့ဒီအခြေအနေထိရောက်သွားတဲ့အကြောင်းရင်းကဘာလဲဆိုတော့ကျွန်တော်ဝန်ခံတယ်မသိဘူးဒို့ပေမဲ့ကျွန်တော်ပြောနေတာကျွန်တော်ပြောနေရတဲ့အကြောင်းရင်းကလူမြင်ကွဲမှာအုပ်စုဖွဲ့ပြီးရိုက်နှက်တယ်ပြီးတော့လူမြင်ကွဲမှာဘယ်ပတ်တူရလူချင်းအတူတူ ကျောင်းစင်းယူနီဖောင်းတွေဝတ်ထားတာချင်းအတူတူထိုင်ပြီးတော့ကြော်ခိုင်းတယ်အဲ့ဒါအနိုင်လူချင်းစိတ်တစ်ခုနဲ့တက်တက်လှုပ်လာအခုဒီချိုးကပြောရမှာနော်ဒီကိစ္စဖြစ်ရတဲ့အကြောင်းရင်းကအရိုက်ခဲတဲ့ကောင်မလေးကရိုက်တဲ့ကောင်မလေးတွေအုပ်စုကိုဟိုဘောနော်ဟိုမျိုးအကြောင်းရဒီလိုမျိုးအကြောင်းရကိစ္စကိုမျိုးမျိုးဘောနော်အဲအခုခေတ်မှာလည်းအဲ့ဒီကတော်တော်များများလုပ်ဟိုကခုခေတ်မှာတော်တော်များများအဲ့လိုပြဿနာတွေဖြစ်နေကြတော့ပဲ ဟောကတော့ပူတူရှော့တွေနဲ့ဆက်ကွန်ရှော့တွေဘာညာတွေအဲ့မျိုးပေါ်တော့မဟုတ်တန်းတရားတွေတင်လို့ပါရေးလို့ပါအခုလိုပြဿနာဖြစ်တာပါအဲ့ဒါကိုလက်ခံတယ်မှားတယ်မှန်တယ်မမှန်ဘူးမသိဘူးနော်မပြောသေးဘူးအဲနောက်တစ်ခုကျတော့လေဒီကာကရှင်ရိုက်ခဲတဲ့ကောင်မလေးကဒီကာကရှင်ရိုက်ခဲတဲ့ကောင်မလေးကသူ့ရဲ့ဖုန်းနဲ့သူမင်းကယူပြီးတော့ဒီလိုကိစ္စတွေလုပ်လိုက်တာပါဆိုတော့လေအဲပြောတာလေဒါအမှားလားမှန်လားကျွန်တော်ကိုယ်တိုင်မသိသေးပါဘူး ဒါမှကျွန်တော်အခုဖြစ်နေတာကကျွန်တော်ပြောကြည့်နေတာကအခုဒီကိစ္စနဲ့ပတ်သက်ပြီးတော့တက်လာတဲ့ဗီဒီယိုဖိုင်တွေကအဲတနိုင်ငံလုံးကြီးမြန်မာနိုင်ငံလုံးအပြင်ရောတပြည်နိုင်ငံလူတွေပါဒါကိုကြည့်ပြီးသွားကြပြီအဲ့ဒါကိုပြောကြည့်လားအခုအကြောင်းအရာမှာတော့ကျွန်တော်ကပြစ်တတ်ရခံတာပေါ့ဘာလဲဆိုတော့ကျူးလို့ ਨੇ ကာကန်ရှင်ရဲ့မိဘညီကောင်မောင်နှမတွေကိုကျွန်တော်ဒီနေရာကနေပြီးတော့ မြင့်တာရက်ခံတာပါအဲ့ဒီနေရာမှာအကိုတို့ရဲ့တမီးလေးသာဆိုရင်အကိုတို့တမီးလေးပေါ့ကိုအကျွန်းလုံးခိုင်းတဲ့ကောင်မလေးမှားရှင်ရှိမယ်တော့ကိုအဲ့အမှားအတွက်ကတကယ်တော့အကိုတို့စီစဉ်ဆောင်ရွက်လို့ရမှာကြာပုံဝင်လေးလေးပြောတာပေါ့နော်အကိုတို့အနေနဲ့ပေါ့နော်အခုကိုသမီးအခုကျွန်းလို့ ਨੇ ကော်မလေးတွေတင်လိုက်တဲ့ဗီဒီယိုဖိုင်ကြောင့်ပဲအခုမိသားစုနဲ့ပတ်သက်တဲ့ဒီသားမီးတွေပြောဆိုနေတာတွေရှုံ့ချဝေဖန်နေကြတယ် ဒါရိုက်တဲ့ကိုတို့မြင်ပါပဲအဲ့တော့အကိုတို့အနေနဲ့ဗျာမိဖဆိုတဲ့စကလုံးနှလုံးအင်မတန်မတမူးကြီးတယ်ကိုယ်ကျောင်းလည်းလေးလံတယ်အဲ့ဒီအဟာပေါ်မှာပီပီပီမြေလေးဖြစ်အောင်လို့ကျွန်တော်ကဒီနေရာကြီးအနုညွတ်မြေတိုင်းခါမှာတောင်းပန်တာပါအကိုတို့ထွက်ပြီးဖြည့်ရှင်းပေးလိုက်ပါအခုလိုမျိုးလူသိရှင်냐 အကိုတို့သွားပြီးတော့ထိုင်ရှိခိုးပါအကိုသမီးတို့ထိုင်ရှိခိုးခိုင်းပါလို့ကျွန်တော်မညီညွတ်ဘူးအဲ့လိုကြီးလည်းမလုပ်ဘူးလူသားဆန်လို့ပြောတာကျွန်တော်ဗလားဟလာမှားသွားပြီအခုဖြစ်ရကတော့အကိုအမြင်ပိုင်းအမြင်နဲ့မှားသွားပြီအဲ့ဒီအမှားတော့ကိုအကိုသားသမီးလေးကိုတောင်းယူခိုင်းပါအကိုတို့ကလည်းမိဘဆိုတဲ့တောင်းကျေးမှုမှာမင်းနဲ့မင်းနဲ့ဘာဆိုင်လို့လဲကျွန်တော်မေးရင်ကျွန်တော်မအဖြစ်စရာ အပြေတစ်ခုပဲရှိတယ်ဘာမှမဆိုင်ပါဘူးဘာမှလည်းမတော်ပါဘူးဒါပေမဲ့ကိုနဲ့မဆိုင်ရင်ကိုနဲ့ဘာမှမတော်ဆင်ရင်ဘာမှမပတ်သက်ရင်ကြည်နေကြကြေးဆိုရင်ကြည်နေကြမယ်ဆိုရင်ကျွန်တော်ကအဲ့လိုလူတွေကိုလူလို့မတတ်မှတ်ပါဘူးတကယ်ပြောတာပါလား ကျွန်တော်စိတ်ထဲမှာအဲကျွန်တော်ထက်တူခန္ဓာနေဟာမြင်အမြင်တူတဲ့လူတွေခန္ဓာနဲ့တူတဲ့လူတွေလည်းရှိတယ်ဘယ်ဘယ်ကောင်လဲကိုရဲ့အခုလူဆိုလိုချင်တာဒီကိစ္စကဖြစ်ဖြစ်သွားတဲ့ကိစ္စတကူကလူမြင်လုံးဝမသိတော့ဘူးစိတ်ခန္ဓာချက်တွေပေါက်ကွဲစေတယ်ဒေါသတွေဖြစ်စေတယ်အဲ့လောက်ဒီအချိန်ဟုန်ကြီးသွားစေတယ်ကအဲအဲ့ကိစ္စရဲ့တည်းကိုပြေလျော်ဖြေရှင်းမှုအတွက် နီးလည်းမရှိတာမဟုတ်ဘူးကိုနီးလည်းဒီမှာအများကြီးပဲအကိုတို့ဘက်ကမဖြေရှင်းတာအဲ့လိုထွက်ဖြေရှင်းတဲ့လူကိုတိတ်ခါကြားသွားမယ်ထင်လို့တိတ်ခါမကြားပါဘူးကိုကိုတို့မိသားစုကနော်တိတ်ခါမကြားပါဘူးကိုတခုအခုအကျွလုံခံတဲ့ကောင်းပါလေးဘက်ကိုလည်းကျွန်တော်တကယ်အံ့ဩမိတယ်ဗျာအခုချိန်ထိဗျာတချို့ပြောတာဒါမနစ်ကပါခုနှစ်ကပါဒါရီထောင်းအခုမှတွေ့လာတာကျွန်တော်အခုမှတွေ့တာအဲ့ဒီခလေးမရဲ့မိဘတွေကရော ဒါမသိလို့နော်တကယ်မရှိဘူးလားရှိနေတာ ਨੇ ရေငုံနှုတ်ပိတ်နေနေနိုင်တာလားခန္ဒီပါရမီပဲရမ်းပြည့်စုံနေတာလားဒါမှမဟုတ်အခုတချို့ကလည်းပြောကြတယ်ဗျာအကျူးလို့နေကောင်းမလေးအဖေတွေကအတန်းဝိုင်းရဟာဘာညာတွေပေါ့ဘလူတွေဘာတာကြီးအဲ့ဝယ်လို့ရတယ်ဘယ်လိုတွေပါလာဒီအများကြီးဝယ်ပေါ့ ။ညောင်မြချင်းချင်းလေးပါ။ဘာကြီးတဲ့ညာကြီးတဲ့ဘာကြီးတဲ့ညာကြီးတဲ့လေအများကြီးပဲဒီမှာဝယ်ဝယ်လို့ရပေါ့ထုံနေရပဲ။မဆိုင်ပါဘူးအဲ့ဒါဒီနဲ့။နေလာသူဘက်ကအတိုင်းဝိုင်းဒီကမ္ဘာမှာတရားမှမရှိဘူးဆိုရင်လည်းပြော။ပြောအခုလိုမျိုးတွေကျွန်တော်ဒီလိုဗီဒီယိုတွေတင်လို့ ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေလည်းအဲကျွန်တော်မိသားစုတွေကလည်းပြောတယ်ကျွန်တော်လည်းပတ်သက်ရင်းနှီးတဲ့တငယ်ချင်းပေါင်းသမီးဆွေအဲကျွန်တော်ဆရာသမားတွေဒီကလည်းတားတယ်ဒါပေမဲ့ကျွန်တော်မနေနိုင်တာအဲနေလို့မရတာကျွန်တော်ကျလာဒရေဘာမှမဟုတ်တဲ့ပြဿနာလို့တွတ်ထားလို့မရဘူးနော် ကျွန်တော်ပြောချင်တာအဲဒါပေမဲ့ထွက်ပြေးရှင်းလိုက်ရင်ခဏလေးအတွင်းမှာပြီးတော့မှာအဲအကြောင်းသူချင်းချင်းပဲတမျိုးတည်းတောင်တည်းတခါတည်းတော့ဖြစ်ရင်ဖြစ်နေုံပဲတငယ်ချင်းတွေပဲဒီလိုပဲပြောနေရောငယ်ပဲသူဖြစ်တဲ့အတွက်ကိုလိုရကမှားလားမှန်လားမသိလို့လှုပ်လိုက်ကြတဲ့ကိစ္စတွေပဲဒါတွေကိုနှုတ်နှစ်ပတ်မြင်ချင်းဆိုင်ပြီး အဲဘီနာမှာအကြီးကြီးတွေခေါ်ထားပြီးတောင်ရှိတဲ့လူတွေခေါ်ထားပြီးဘသူဘသူဘက်မှမနစ်နာအောင်ဘသူဘသူဘက်မှဖမ်းမလိုက်ဖဲနဲ့ဘသူကတော့ဘာမို့လို့ဘသူကတော့ညာမို့လို့ဆိုပြီးဘလို့ခေါ်မလဲအားနေသူနင်းချေပြီးအာကြီးသူကိုထိုးမမြောက်ဖဲနဲ့ညီတိုင်းဆောင်ရွက်ပြီးပူပေါင်းဖြည့်ရှင်းလိုက်ရင် ီဒီဘူဒီဘူဒီဖိုင်ကိုကြည့်ပြီးတော့ဟိုဘယ်လိုခေါ်မလဲတော်တာလေးလိတ်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 ထွက်ပြီးပေါ်ကွေးနေတဲ့လူများစုစိတ်ကျနေဖို့အတွက်ရည်ဝယ်ပြီးပြောတာမဟုတ်ဘူးကိုဖြစ်တဲ့ကိစ္စကိုကိုကိုယ်တိုင်ပဲဖြေရှင်းရမှာပဲ အဲ့လိုလေးဖြည့်ရှင်းလိုက်ရင်ပြီးသွားမှာပါပြီးသွားမှာပါအခုကြည့်နင်းလာတဲ့ကလေးမလေးကចောင်းမတက်နိုင်ဘူးចောင်းတော့ဘယ်မှန်တော့ဘယ်တည်းဟဲ့မလဲရှက်စိတ်လေးတိမ်ငယ်စိတ်လေးအားငယ်စိတ်လေးတခုပြောမှတော့ဒေါ်လာထတာအဲ့မှာဟိုကမိမစစ်ဖာမစစ်ပေါ့လို့ပဲသာဗျံမရာဆိုင်ငယ်နစီလာမသူတွေ့လိုက်သေးတယ်ပရမတ်စီကနီးတယ်ပြန်ကိုွေသွားတယ်နောက်တဲ့ဝင်လာတဲ့ကလေးတစီကိုပါ ကလေးစည်းကလည်းပြန်ထပ်ပွေသွားတယ်အာယောက်ျားတွေကြီးပဲနှကောင်လုံးအေးတော်ပြီဘာဖြစ်နေကြပြည့်ပါတော့ဟောဝင်ပြန်ပြေးလိုက်ကြီးတကယ်ပါတကယ်အဲ့ဘုံတွေလေးစားချီကျူးဂုံမြူလိုက်တယ်တက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 ယ်ပဲအဲ့ဒီဟာနဲ့အဲ့ဒီကိစ္စမှာတော့အတူတူပေါင်းဝင်ပူးပေါင်းဆောင်ရွက်တဲ့ဒူတွေအကုန်လုံး ဲနေနာတဲ့သူဘက်ကိုတနာစိတ်ကလေးနင်းနေမှမဝင်မိတာပဲအံဩလို့သူကတက်ညီလက်ညီလော်တာခတ်တာပေါ့နော်အဖွဲစည်းနဲ့အဖွဲလိုက်ပေါ့တက်ညီလက်ညီလော်တာခတ်တာလေးပြိုင်ပွဲပဲကောင်းတယ်နော်အရန်ပဲရိုက်ချင်နေတယ်ဆိုရင်ကောက်ကွင်းုံသွားနော်ဓမ္မမုံရင်ပလာတာဆိုင်ုံသွားအမရိုက်ကြရတယ်တလားညာရိုက်ချင်းနေ ။ဘေးကနေဗီဒီယိုရိုက်ပေးတဲ့ကင်မရာမန်အထီးလာမှလာတော့မသိဘူး။ဟယ်လိုမျိုးတွေမင်္ဂလာပါဒီမနက်မှာအခုကျွန်တော်ဗီဒီယိုလေးတွေတင်နေတဲ့ညောင်မြတောင်းတူလေးကိစ္စကအဲတကယ်အားရတင်နေဆရာတခုတော့ဖြစ်လာပြီကျွန်တော်တို့တွေနေမဟုတ်ဘူးညောင်မြမျိုးစုမျိုးသားတွေကပါအဲဒီအမကကြောင်းချစ်မှာတွားပြီးတော့နင်းလာတဲ့သူဘက်ကနေရက်တီးပြီးဝန်းရံပြီး တရားမျှတမှုရရှိဖို့အတွက်ကိုပါဝင်ကူညီဆောင်ရွက်ပေးနေကြပြီ။အဲကျွန်တော်လည်းကိုရင်းစာတဲ့စိတ်ကြောင့်ဖြစ်လာတဲ့ဒေါသလေးတစ်ခုနဲ့ဒီကိစ္စမှာကျွန်တော်လည်းဗီဒီယိုလေးတွေပေါ့နော်အခုကျွန်တော်ရင်ထဲမှာရှိတာလေးတွေကိုဖြစ်သေးပြတိုက်တာလေးတွေကိုကျွန်တော်ပြောပြဆိုပြတဲ့ဗီဒီယိုလေးတင်းတင်းနဲ့ကျွန်တော်လည်းတက်နိုင်တဲ့ဘက်ကနေပြီးတော့ရောက်နိုင်တဲ့အထိ တော့တော့ဆုံးဖြတ်ထားတယ်ဆုံးဖြတ်လိုက်ပြီမနေ့ညကတော့ကျွန်တော်တို့မြောင်းမြဆင်းမှုအစီအစဉ်တစ်ခုဆွဲနေတယ်တကယ်ပဲတော့မှာအဲအဲ့ဒီအပေါ်မှာလည်းကျွန်တော်ဘယ်သူတူတယောက်ဆီမှာငွေကြီးရအကူကြီးမယူဘူးအဲကျွန်တော်ငွေကြီးနဲ့ပဲကျွန်တော် လုံနိုင်တဲ့အတိုင်းအတာကြီးကျွန်တော်သွားပြီးတော့ကိုကြီးလုတ်ဆောင်ပေးမှာနင်းနာဒီဘက်ကနေပြီးတော့ရန်သွားပြီးမှရန်သွားပြီးမှမဟုတ်ဘူးเนาะအဲကျွန်တော်လိုအပ်ရင်လည်း အဲလက်ရှိကျူးလွန်တဲ့ကာယကံရှင်တွေကိုကျွန်တော်အညီညီမြေတရက်ခံပြီးတောင်းပါမယ်နေလာတဲ့ကောင်မလေးဘက်ကနေပြီးတော့စိတ်ချင်းလေးပြန်လဲပြီးတော့ငကိုတိုင်းဖြစ်ဖို့ရဲ့သူများဒန်းတူညီတူတော့လာနေထိုင်နိုင်ဖို့အတွက်သူစိတ်တွေခေါင်းချီဖို့လိုတယ်အရင်ချင်းတွေတခုပြန်ရောက်ဖို့လိုတယ်အဲ့ဒီအတွက်ခရီးသွားမှာအဲနောက်ဆုံးညလူအဲ့လိုရှိရင် စော်ကြီးအခုရေးရရင်ကျွန်တော်အရာရှင်မှုတွေကျွန်တော်တကယ်လို့ဗောနော်အဲ့ဘက်ကအချင်းတွေမထူးဆိုရင်တော့ကျွန်တော်တကယ်သွားမှာပါအဲကျွန်တော်တကယ်ရှင်ရှင်ကျွန်တော်သွားဖို့လည်းကျွန်တော်ဖြည့်ဆိုင်ထားတယ်ပြောဆိုထားတယ် အဲကျွန်တော်တို့လည်းအခုလိုသွားမယ်လာမယ်ဆိုရင်လူလူရင်ပြောပါတို့ဝေးကြီးသူလူပြောပါတို့လူပြောထားတဲ့အကိုရင်မတွေလည်းကျေးဇူးတင်ပါတယ်ဒါပေမဲ့ကျွန်တော်အားကြီးလက်မခံပါဘူးအဲကျွန်တော်တက်နိုင်တဲ့ဘက်ကနေကျွန်တော်တက်နိုင်တဲ့လောက်အဲကျွန်တော်သွားမှာပါတော့ဒါပေမဲ့ဒီနေ့မနေ့တော့မြေရတွေ့ရတာဒီတကယ်အားရစရာလေးတွေကတကယ်အားရခြင်းနဲ့ဆရာပါဟိုဝမ်းတာနေတယ်ဆိုတာထက်ဖြစ်သင့်ဖြစ်လိုက်တာကိုမြင်ရလို့ကျင်းနေမိတာပါအဲကျူးလွန်တဲ့မိဘတွေလည်းအဲဒီပြည့်စုံတွေကို သိမြင်နေရတဲ့အတွက်သူတို့လည်းသူတို့သားသမီးကိုသူတို့တောင်းပန်ယူပြီးတော့ဝိုင်းဝန်းပူပေါင်းကူညီဖြည့်ရှင်းပေးမယ်လို့ထင်ပါတယ်အဲ့လိုမျှော်လင့်ထားပါတယ်အဲ့လိုဖြစ်နိုင်တော့တကယ်ပဲဒီကိစ္စလေးရတာအေးစစ်စစ်နဲ့ပြီးစီးသွားမှာပါအဲ့ဆိုဘာမှလည်းတောင်းတောင်းအမုန်းပွားကြလို့ရှိတော့ပါဘူးအဲတခုကျောင်းသားတွေကကျွန်တော်ရဲ့သားသမီးရဲ့ဒီဒီမအရွယ်တွေပါဟိုအလုံးစုံကြောင်းမှာပေါ့နော်လိုင်းပေါ်နေပြီးတော့အဲ့ဒါတွေဟိုဟိုမမတ်ရိုင်းရိုင်းနေရင်းရင်းညံ့ညံ့နေမမှန်မှု မတုတ်ပြန်ဘူးပေါ့နော်ဘောသားတော့ဖတ်နေကြတော့ဘုံလုံးပဲလေအားလေးတော့ကျွန်တော်အလူးမျိုးမြေတိုင်းကတောင်းပါပါတယ်ဗျာတကယ်လို့ဘာမှမထူးဘူးအဲဒီတိုင်းပဲဆိုရင်တော့ရောင်ရအခုရောင်ရကဒီနေ့လည်းကျွန်တော်ဆက်ရရပြီဒီတိုင်းပဲဆိုရင်တော့ကျွန်တော်ရောင်ရအခုရောင်သွားပါမယ်ဗျာအဲဒီကိစ္စကို ဘယ်လိုခေါ်မလဲကျွန်တော်အားနေကျွန်တော်ကျွန်တော်ပူဇန်းညာတော့ရှိသလောက်ကျွန်တော်သူကြီးလာပါဗယ်ဒီယာလေးကိုတော့ပြူလုခံရတဲ့ကလေးမလေးဘက်ကနေပြီးနေပြီးတော့ကျွန်တော်ပြောချင်တာမဟုတ်ဘူးပြူလုတဲ့ကလေးမတွေရဲ့ဘက်ကနေကျွန်တော်ပြောချင်တာ ဲ့တော့ပြုလုပ်တဲ့ကလေးမလေးတွေပေါ့နော်အမျိုးအောင်နိုင်ခြင်းတဲ့ကလေးမလေးတွေမိဘအနေနဲ့ကျွန်တော်ဝင်ပြီးတော့ကျွန်တော်ပြောချက်ကျွန်တော်သာဆိုရင်တိတိချင်းမှာ ပညာရေးဝန်ကြီးဌာနကိုသွားမယ်ပညာရေးမှုရုံးပေါ့နော်ပညာရေးဝန်ကြီးပညာရေးဝန်ကြီးရုံးကိုသွားမယ်အကြောင်းကြီးနဲ့သွားတွေ့မယ်ပြီးလို့ရှိရင်မြောင်းမြကသူတို့ရဲ့အတန်းချုပ်အတန်းပိုင်းတွေနဲ့သွားတွေ့မှာပေါ့တွေ့ပြီးလို့ရှိရင်ကျွန်တော်အခုလိုမျိုးကြီးဒါဟော့ဖြစ်နေတဲ့အခါကျတော့အဲ့တော့မီဒီယာတွေရှေ့မှာအဲကျွန်တော်ရှင်းလင်းပေးခြင်းနဲ့ပေါ့အဲ့တော့ ြုလုပ်တဲ့ကျွန်တော်သမီးကိုပြုလုပ်ခံရတဲ့သမီးလေးကိုအများရှိမှပြန်ပြီးဘူးရှာခိုင်းမယ်။ခြေနှက်လောက်ထိသူတို့ကျူးလွန်ထားတဲ့ကိုထီးလေးရောက်ကိစ္စကိုပြန်ပြီးရောပြစ်ဆက်ခိုင်းမယ်။ပြီးရင် ပြုလုပ်တဲ့ကလေးတွေကိုကျွန်တော်ကမွေးထားတာဆိုတော့ကျွန်တော်မဆုံးမမလေးချင်းဆိုတော့နောင်တအနေနဲ့ပြုလုပ်ခံရတဲ့ကလေးမလေးရဲ့အဖေမေကိုအများရှိမှကျွန်တော်လင်မယားနေအောင်လို့ဦးစားပြီးတောင်းပန်မယ်အဲ့အချိန်မှာသူဘာတွေတွေ့သွားမလဲဆိုတော့ပြုလုပ်တဲ့ကလေးကဘာဖြစ်လဲ။ဩငါအဖေမေကငါလုပ်လိုက်တဲ့ကိစ္စကငါကရကငါအဖေမေကအဲ့လိုကြီးတောင်းပန်နေရရှာပါလား။ကောင်းသောမိတ္တူကောင်းသောဟိုဘယ်လိုပြောမလဲသင်ငန်းဆောင်ပေးချင် င်းတယ်သူစိတ်တန်ရအောင်လဲဟိုရိုက်နှက်ပြီးတော့ဆုံးမစရာမလိုလေအဲ့တော့အဲ့လိုမျိုးလေးဖြစ်စေချင်တယ်အဲ့လိုမြ мян လှုပ်လိုက်တယ်ဆိုရင်သူ့နီးပြဖြစ်တဲ့အတန်းပိုင်တို့အတန်းကျုပ်တို့ညောင်မြအကြောင်းကြီးရေဆိုတာက image ထိခိုက်စရာအကြောင်းမရှိဘူးအဲ့တော့ဘယ်လိုပြောမလဲအလျှောက်ကောင်းရထောင်းတက်တာပေါ့ဗျာအဲ့လိုမျိုးလေးဖြစ်စေချင်တယ်ဗျာကျွန်တော်ကတော့ဒါပေမဲ့အဲ့ပြုလုပ်ခံရတဲ့သမီးလေးကိုကြည့်ရတာကျွန်တော်ကတော့ဖခင်တရားအောင်နေရင်ပန်းအောင်လာတော့အမှန်ပဲပြုတ်ကြတာပါ ハロー。 ိုတစ်ဖက်ကိုလည်းတနာကိူနာတညာစွာဖြင့်ဖိဖိမမလှုပ်နေပြီးတော့ပြုလုပ်တဲ့သူကိုလည်းဥပိ္ပခာတွေဘေးထိုးကြောင်ထိုးတွေလည်းဖြစ်မှာဆိုတော့အဲ့တော့ကလေးတွေဆိုတာနိုင်ငံသားကောင်းနေနိုင်ငံတော်ကမွေးထုတ်ထားတယ်ကြီးလာရင်အားကိုးရမယ်အနာဂတ်ကလေးလေးတွေလည်းဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်လीနော်ကိုကမမြင်အောင်လीနော်အနာဂတ်ဆိုတာဒါကြောင့်မို့အဲဒီကလေးလေးတွေကိုပြန်ပြီးတော့ကလေးလေးတွေဆိုတာကဗျာဟိုဖက်ွက်တဲ့ထဲရင်လည်းဖက်ွက်တဲ့တံလीအဲ ပီပါလဲထဲကလည်းပီပါပီပါလဲထဲတဲ့ပီပါသဏ္ဍာန်လေးနော်ရေပုံသဏ္ဍာန်မျိုးမျိုးပြောင်းလဲတိမ့်သွင်းလို့ရသေးရဲ့ရွယ်လေးတွေပါမျက်နှာကိုကျွန်တော်ကဟိုပြောပြတာပါဟိုကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါစိတ်လည်းမကောင်းပါမာဒီယောကပါပါလေပို့စတင်တာလေတည်ရတင်တာဆိုတော့ဒီမြောင်း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 ကိစ္စပေါ့နော် မြောင်းများဒီအကြောင်းသူရောသားကိစ္စကိုတင်ထားတယ်။တင်ထားတဲ့အခါကျတော့ကျွန်တော်ဖြစ်တဲ့ဖအေးတော်မှစိတ်တက်ပြော့သေးရပါဗျာ။နော်။သူတို့မိန်းကလေးတွေမိခင်ဆိုတော့ဟိုခံရတဲ့ကလေးဘက်ကနေပြီးတော့မခံမြင်တဲ့ဖြစ်တာတော့ဟိုအပြစ်မဆိုတာဘူးပေါ့ဗျာ။အမှန်ပါလေနော်။အဲ့ဒါကိုဟိုဖာတိမာသားလေးနေပြီးတော့မှဟုတ် ားပါလဲဆိုတော့ကျောင်းဆရာတယောက်ကအဲကျောင်းထဲမှာဖြစ်တာမှမဟုတ်တာအပြင်မှာဖြစ်တဲ့ကိစ္စကြီးကိုအဲဓာမျိုးပေါ့အဲပြောလိုက်တဲ့အခါကျတော့ဟိုဘယ်လိုဖြစ်လဲဆိုတော့နင်ကိုကျောင်းထဲမှာဆရာလို့ခေါ်မယ်အပြင်မှာနင်ကိုအကောင့်နေပါလေပေါ့အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးပြောလို့ရလားနင်ကိုရိုးတူပေါ့ရိုးတူတန်းတူပေါ့လို့ရလားဖြစ်ပေါ်တော့ပေါ့ဗျာတော့ဒီကနေ့ကျတော့ အဲ့ဒီကြောင်းဆရာလည်းဝေမမှန်းတယ်ပေါ့နော်ဟိုပြောချင်တာကသူကလူတွေအားလုံးကတားဆူနေရတယ်နော်ဟိုရှင်းတော့ဟိုလက်သက်စိတ်လက်ထိတ်တာပေါ့ဗျာဟိုရှင်းတော့သာသမီတို့ကြီးရယ်သူကလည်းမချိုက်ဘူးနော်အဲကျွန်တော်ကလည်းမချိုက်ပါဘူးအဲ့တော့ကျွန်တော်ကတော့ကျွန်တော်သားသမီးကိုအမြဲတမ်းဆုံးမနေရှိပါတယ်အမြဲတမ်းလည်းဆုံးမတယ် ထားပါအဲ့ဒါကျွန်တော်ကိုယ့်ရဲ့အထုပ်ပတိပြောရမယ့်အနေထားမဟုတ်ဘူးအဲ့တော့ဆိုလိုတာကအဲ့လိုမျိုးရေးဖြစ်တယ်ဗျာတော့ဒါပေမဲ့အခုကျွန်တော်အဲ့ဒီတင်ထားတဲ့ post fashion လဲကျွန်တော်ပြောချင်တာလေအမဒီမှာရေးကျွန်တော်ပြပြမယ်တချို့ဝန်ထမ်းနေရာလေးဒီလာမှာကျွန်တော်လည်းကိုယ်တိုင်လည်းဝန်ထမ်းလုပ်ခဲ့ရဆိုတော့လေအိမ်မှာလေအဆင်မပြေဘူးဒီလာအခက်ခဲအများကြီးပဲအရင်အဆင်မပြေရဒါပေမဲ့ကျွန်တော်တို့လေဘန်မာလေးဒီလာကျွန်တော်ပြပြအောင်မယ် အခက်အခဲတွေများနေအောင်ပါဗန်ရောက်လို့ရှိရင်လေတရံလို့ဒီလိုဆောင်ပြီးမင်္ဂလာပါခမမင်္ဂလာပါကိုဘာကူညီရလဲခမဘာကူညီရမလဲရှင်ဒီလိုလေးလုပ်ခဲ့ရအများကြီးရှိရဲ့ဟုတ်လားအဲ့တော့ဟိုဗာလဲဟိုဒါမဲ့အမဆရာဆရာမတွေစော်ကားနေရမဟုတ်ဘူးဟိုမနေတတ်မထိုင်တတ်နဲ့ဝင်မတ်နဲ့ဆရာကိုပြောရလဲကျွန်တော်သိရဲ့ ဒါပေမဲ့အဲ့ဒီဆရာကလည်းဝင်မှန်တာကိုလည်းကျွန်တော်ချုံချတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီဆရာတွေကိုလည်းနားလည်ပြီးလိုက်ပါလို့ဟိုတဒံလေးကိုသေဥဆောင်ပြီးတော့တချို့တလေကြောက်လည်းဟိုဗာလဲဟိုပိုက်စိတ်တိုက်ပြီးတော့ပေါ့နော်ကိုမွေးထားတဲ့တာသမီတော်မှမဟုတ်ရှုံနိုင်တဲ့ခက်ကြီးမှာတောင်းသူကြောင်းသားတွေကိုတော့နေရာတကာကြီးတော့လိုက်ပြီးတော့မဟုတ်ရှုံနိုင်ဘူးလေဒါလေးကိုလည်းနားလည်ပြီးလိုက်ပါလို့အဲ့ဒါလေးကိုကျွန်တော်ကလေအဲပြောပြတာပါဟိုကျေးဇူးတင်ပါတယ်ခင်ဗျာတကယ်ပါ တကယ်ကျေးဇူးတင်ပါတယ်ရှင်ရင်ပြောစရာရှိလို့ပေါ့နော်တစ်တော့ပေါ်တက်လာတာပါအဲရှင်ရင်သိချင်တာလေးပေါ့နော်သိတဲ့လူရှိရင်လည်းရှင်စင်းကိုဒီ comment မှာရေးပေးခဲ့ကြပါကျောင်းဖွင့်တာပေါ့နော်ဟိုတလတောင်မပြည့်သေးပါဘူးကလေးတွေကိုဒီတက်မိုက်ဆီယမ်မတွေအနေနဲ့ဆီယမ်မတွေကိုလည်းကျွန်မစော်ကားခြင်းမဟုတ်ပါဘူးဟိုကျမတို့လိုပေါ့အခက်အခဲရှိတဲ့မိခင်တွေအတွက် ဟိုအစံ1500ရဖို့ဆိုတော့ကျမတို့မှတော်တော်ခက်ခဲပါတယ်။အဲကိုလိုပဲတန်းတူဘဝတူတွေရှိနိုင်မယ်လို့ကျမလည်းထင်ပါတယ်နော်။ဒီအเจ้าမှာဖြစ်တဲ့အဖြစ်ပြက်လေးတခုပေါ့။ကျမဒီနေ့မှသိရတယ်။ဒီနေ့ကဆိုလေကျမသားကိုကျမက1000ပေးတယ်။ခွေးကလည်းပတ်စံ1000တော့မှပြောမယ်ဆိုကလေးတွေမှာစားလို့အဆင်မပြေပါဘူး။ဒါကြောင့်မို့ကျမမှာသမီးလေး1000သားလေး1000ပေါ့နော်။အများတန်း အများနဲ့တွေ့မယ်ဆိုရင်တော့တစ်လောက်6000ကျတယ်။ဒါပေမဲ့ဒီဒီနေရာမှာကိုချိုးကျင်ပြီးတော့ကိုသားလေးတွေကိုမျက်နှာမငယ်ရအောင်လို့ဆိုရွှေစင်ဟိုမရှိမဲ့ရှိမဲ့ကြားတဲ့ကပေးရတယ်မုံဘိုးဖြစ်တယ်ပေါ့နော်။ဒါကြောင့်မို့လို့ရွှေစင်ကဒီမုံဘိုးပေးလိုက်တဲ့ပတ်စံတထောင်ကိုဒါဒီနေ့မှတီးရတယ်ရွှေစင်ဒီနေ့တော့ကလေးတွေထမင်းနိုင်မှာပါလို့ထမင်းနိုင်သွားပို့တာပေါ့နော်။သွားပို့တဲ့အခါကျကလေးကငိုးပြီးတော့ထွက်လာတယ်။မိမိတတမုံစားဖို့ရပတ်စံမရှိဘူး။ဟုတ်တော့ဒါပါဘူးလို့လေလို့မိလိုက်တော့ဒါမနေရလဲပတ်စံအခိုးခံရတယ်ပေါ့နော်။ ဒီနေ့တော့ကောမတူဦးတွေကိုထည့်ထားတာပေါ့နော်အစံခိုးခံရတယ်ပေါ့အဲ့တော့ဒါတမ်းမိုင်ဆရာမကိုမပြောဘူးလားလို့ကျွန်မမိလိုက်တဲ့ခါကျတော့တမ်းမိုင်ဆရာမကိုသားကပြောတယ်ပေါ့ကိုယ့်အကူရှာကိုယ့်အကူရှာလို့ခိုင်းနေဆိုတော့ခဲသူတို့ပြောတဲ့အတိုင်းပေါ့ကျွန်မတို့ကကိုယ့်အကူရှာပါပြီရဲ့ကလေးကလေးချင်းနေအစင်မပြေကြလို့ပြဿနာတက်ကြပြီဟိုရှာခံရတဲ့ကလေးကလည်း ပြောမယ်တားရဲ့အိတ်တွေကို तू ကလားနိုင်လို့ဆိုရင်ကျမသားအမှုတက်မသွားဘူးလားထက်ပြီးတော့ဒီကိစ္စကဖြစ်တဲ့နဲ့ကျမတို့လည်းငငယ်လေးရဲ့အကြောင်းလိုက်ခဲ့တယ်ဖြစ်တဲ့နဲ့အကြောင်းရံကတော့ကျမဖြစ်ချင်တာကတော့တားမိုင်ကိုဆရာမကိုတိုင်းကိုကဒါယောက်ျားလေးတန်းယောက်ျားလေးတန်းဆရာမကိုတိုင်းပေါ့နော်တောက်တဲ့လူကိုကရရရှိကိုတိုင်းကိုလက်တွေ့ရှာခိုင်းအဲ့လိုမျိုးဖြစ်တဲ့နဲ့ပေါ့နော်ကျမပြောတာမှားခဲ့တယ်ဆိုလဲဒီမှာကြောင်းဆရာဆရာမကြီးပါပါလိမ့်မယ်ပေါ့နော်ကျမစော်ကားတာမျိုးမဟုတ်ပါဘူးကျမတို့လိုအစမပြေတဲ့မိသားစုတွေမှာကြတော့ ကိုသားလေးစားဖို့ရာပေးလိုက်တဲ့ပစံဒီလိုခိုးခံရတယ်ဆိုတော့မင်းနဲ့ရဆိုရင်ကလေးကအမေအေးကိုမပြေလည်မန်းတီတော့မပြောရှာဘူးအဒီနေ့ရသူကငိုကြီးချက်မှနဲ့လာပြီးတော့အမေဒါပစံထက်ခိုးခံမင်းရတယ်တောင်မစားရဘူးပေါ့နော်မင်းကြောင်းထဲမှာလဲဆိုလဲနိုင်နေစင်နေလောက်တဲ့လူတွေရှိနေပါတယ်ပေါ့ကျောင်းကဖွင့်လာမှတလားမပြေသေးဘူးကြီးနိုင်ငယ်ညင်းလိုပုံစံမျိုးတွေကိုအတမိုက်ဆရာမတွေကလုံးမပေးနိုင်ကြဘူးလားအမှန်လုံးပေးရမယ်လူပစံတောက်တဲ့ကိစ္စရယ်ဆိုလဲဒါအတမိုက်ဆရာမတွေနဲ့လုံးပေးရမယ် မပြောက်တာကိုကျမကရှာမပေးဘူးမို့ရှာမပေးနဲ့လို့လဲဆိုလိုရမို့ကလေးကလေးချင်းရှာခိုင်းလို့အဆင်မပြေဘူးလေဒါတမ်းမိုင်ဆရာမမှာတောင်းဝင်ရှိတယ်တမ်းမိုင်ဆရာမကိုယ်တိုင်ကြည့်ပြီးတော့ဒါတိတ်ပြီးတိတ်ရှာဆိုတာပဲဖြစ်တင်တယ်ပေါ့နော်ကြီးနိုင်ငံကြီးလုပ်နေတဲ့အမှုတွေလည်းတမ်းမိုင်ဆရာမအနေနဲ့ဟိုတောင်းဝင်ရှိရလို့ကျမတော့ထင်တာပဲကြံပေးခဲ့ကြပါ ရန်ဖြစ်ရင်ကိုဘကအရင်ဥအောင်သားဆုံးဖြစ်လာသမျှပြဿနာတွေအကုန်လုံးငါနောက်ကနေလိုက်ဖြေရှင်းပေးမယ်ဆိုပြီးတော့သားသမီးတွေကိုအမြဲအလိုတွန်းတင် ဆုံးမနေတဲ့မိဘတွေပေါ့နော်အခုတောင်းသူလေးတွေဖြစ်ပြက်ပေါ့နော်အဲ့ဒီအဖြစ်ပြက်ကလေးကိုကြည့်ပြီးတော့သင်ခန်းစာယူပေးတဲ့နေပြီနော်အခုမိဘတော်တော်များများပေါ့နော်ဟိုတို့ကြားဘူးနာဝရေအကုန်လုံးကြားနေရတာကအဲ့လိုမျိုးကြောင်းမှာပေါ့နော်ပြဿနာတွေပါဖြစ်တဲ့ဆိုလို့ရှိရင်သားသမီးကိုချစ်တဲ့ဆုံးနဲ့ကိုယ်လှုပ်လာပြီဆိုလို့ရှိရင် ကိုကအရင်ကိုနဲ့ရန်ဖြစ်လာပြီဆိုလို့ရှိရင်ကိုကအရင်ဥအောင်သာလုပ်လိုက်အရင်ဥအောင်သာချပလိုက်ပြဿနာဖြစ်လာရဲဆိုလို့ရှိရင်ငါနောက်ကနေလိုက်ရှင်ပေးမယ်အဲ့လိုမျိုးလေးတွေညာတော့အဖြစ်ပေါ်တော့တာသမီကိုချစ်တဲ့စိတ်မခံကျင်တဲ့စိတ်တွေနဲ့မိဘတော်တော်များများအဲ့လိုမျိုးလေးတွေစုံမနေကြတာများတယ်ပေါ့နော်အခုနောက်ပိုင်းအဲ့လိုစုံမတာနဲ့ပတ်သက်ပြီးအခုဖြစ်တဲ့အဖြစ်ပြက်ကဒါနမူနာပဲနော်ဘလို့ပဲဖြစ်ဖြစ်ကိုကတော့တာသမီကိုချစ်တယ်ဆိုတော့လည်းအဲ့လိုမျိုးစုံမလိုက်တယ်ဆိုပေမဲ့အခုမီဒီယာပေါ်မှာဆိုလို့ရှိရင်ဒီလိုမျိုးဟိုအုပ်စုဖွဲ့ပြီးအနိုင်ကျင့်တဲ့ပုံစံမျိုးလေးတွေမြင်ရတွေ့ရတဲ့အခါမျိုးကြတော့ဘာဖြစ်လဲ ိုယ့်ရဲ့တာသမီကုန်ဒိတ်ခါကြာဆင်းနေလीနော်ဘုံဒိတ်ခါလည်းကြာဆင်းနေဟိုအများအမြင်လည်းဘလို့မှမတင့်တော်ဘူးကွာဟိုတာသမီရဟိုတခြားခလေးတယောက်ကိုအဖွဲအစည်းနဲ့အနိုင်ကျင့်နေနော် ဒါကိုမြင်ရတွေ့ရတာလည်းမိဘတယောက်အနေနဲ့ဘယ်လိုမှအဆင်မပြေဘူးလေနော်အဲပြောချင်တာမိဘတွေအနေနဲ့ပေါ့နော်ဒီကိစ္စဒီပြဿနာမှာအကြောင်းလည်းလည်းနည်းနည်းလေးသက်ဆိုင်နေဆိုပေမဲ့ပေါ့နော်အကြောင်းမှာဒီမှာ uniform ကိုပြီးတော့ဖြူနယ်ဆိုင်ဝတ်ပြီးငါလောက်ချင်တာလုံးလုံးလို့ရရဆိုပြီးတော့ chainId နေတဲ့ပုံစံမျိုး chainId နေတာအဲအကြောင်းမှာလည်းတောင်းဝန်ရှိတယ်လို့မိဘတွေအနေနဲ့ဒီလိုမျိုးသားသမီးတွေစိုးသွမ်းနေအောင် chainId ခွင့်ပေးထားတဲ့တအားလူလိုက်ထားတာကလည်းမှားတယ်ပေါ့နော်အဲ့တော့မိဘတွေအနေနဲ့လည်းသားသမီးတွေတတ်နိုင်သမားပေါ့နော်ဆုံးမတဲ့လမ်းကြောင်းလေးတွေမလွဲစေချင်ဘူးမမှားစေချင်ဘူး ဖြောင့်မတ်တဲ့လမ်းကြောင်းလေးနဲ့ပဲဆုံးမပါလို့เนาะဒါကဘယ်လိုပဲဖြစ်ဖြစ်လုံးဝမြင်ရတွေ့ရတာအဆင်မပြေဘူးလေเนาะအခုဆိုလို့ရှိရင်ဒီအဲဒီကျူးလွန်ခံရတဲ့သမီးလေးရဆိုလို့ရှိရင်ကြောင်းတော်မတက်ရဲတဲ့အထီကိုဖြစ်သွားတယ်ပေါ့เนาะကျူးလွန်တဲ့သူတွေကတော့အစ်စီပဲငါမိဘတွေကဘာဖြစ်ဖြစ်ငါ့ကိုလိုက်ရှင်ပေးမှာပဲငါ့နောက်မှာငါမိဘတွေရှိရဲဆိုတော့စိတ်နဲ့သူက